တာလီစောပါဒီကနေ့နိုဝင်ဘာလ19ရက်နေ့နရီဇီယာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျွန်မအီးမြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့နယ်ရေကန်လေကြောင်းရန်ကောက်ွေရေးဗျူဟာကကဘာလုံးပြိုပြက်ပြီးတဲ့နောက်နယ်ရေကန်စခန်းကို AA ကစီရေးအရှိန်ညင်ကပြစ်ခတ်မှုတွေပိုလုံလာရဆိုတဲ့တည်င်း PDF 6ရောင်းတဲ့အတူ AA တပ်ဖွဲ့ဝင်9ရောက်ဥပဒေပေါင်းအတွင်းကိုဝင်ရောက်လာတယ်လို့ စေအုပ်စုဖော်ပြထားသလိုမျိုးဖြစ်စဉ်လုံးဝမရှိဘူးလို့အေအေပြောခွင့်ရသူပြောဆိုတဲ့တဲ့င်းကြောက်ဖြူမှာစစ်ကောမရှင်ကဒေသခံတွေငါဖန်ခွင့်ကိုရက်အကန့်အသတ်မရှိပိတ်ပင်လိုက်တဲ့ဆိုတဲ့တဲ့င်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့င်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်နေရီကန်လေချောင်းရဲ့ကောက်ွေရီပြူဟာကကဘာလုံးကိုအရခတက်တော်ကလက်နက်ကြီးတွေနဲ့တိုက်ခိုက်ဖြိုဖျက်ပြီးတဲ့နောက်အေအေကစီရေးအရှိန်မြင်ပြီး စနိုက်ပါ လက်နက်ကြီးတွေနဲ့အဲ့ဒီစခန်းကိုတိုက်ခိုက်မှုတွေပိုးပြီးလုံဆောင်လာတယ်လို့သိရပါဗျ။အခုလိုအေအေကဆွေရှင်မြင်းကစတင်တိုက်ခိုက်နေတာကြောင့်စစ်တပ်ကသစ်ဆုံးမှုတွေလည်းရှိလာနေပြီးနောက်ဆက်တွဲအကျိုးရလည်းအနေနဲ့စစ်သားတွေထွက်ပြေးမှုတွေလည်းပုံများလာနေတယ်လို့စီရီသတင်းရင်းမြစ်တယောက်ကပြောပါရယ်။နိုဝင်ဘာလ16ရက်နေ့ကလည်းလေထီးနဲ့ရှာပေးတဲ့ပစ္စည်းတွေကိုကောက်ယူပါကဘာလုံးတဲကိုတူလောင်ဖို့ပြင်ဆင်နေကြချိန်မှာအေအေကလက်နက်ကြီး drone တွေနဲ့ပြစ်ခတ်တိုက်ခိုက်လို့ စစ်သားတွေတေဆုံမုံတွေရှိခဲ့ပြီးအဲ့ဒီအထင်းမှာဘူဂျီအဆင့်ရှိသူတယောက်လည်းပါဝင်တယ်လို့စစ်တပ်နဲ့နှိစက်တဲ့ပဒန်းဒေသခံတယောက်ကပြောပါရယ်စစ်တပ်ဟာနယ်ရီကန်ကိုစစ်ကူဖို့အတွက်နီလန်းမျိုးစုံနဲ့ထိုးပေါက်ကြိုးစားနေပေမဲ့လည်းထိုးစစ်ဆင်နေကြတဲ့စစ်တပ်စစ်ကြောင်းတွေဟာလန်ဟောင်းပစီနဲ့လန်သစ်ဂုတ်ကြီးတို့ကိုမကြော်နိုင်ဘဲအေးအေးနဲ့တော်လန်ရဲတပ်ဖွဲ့တွေရဲ့တိုက်ခိုက်ခြင်းကိုခံနေရတာလည်းဖြစ်ပါရယ် လက်နက်မပါဘဲအရခတက်တော် AA တပ်ဖွဲ့ဝင်6ယောက်ဟာ PDF 6ယောက်နဲ့အတူဥပဒေပေါင်းအတွင်းကိုဝင်ရောက်လာတယ်လို့စီအိုစုပိုင်းသတင်းစာရေးမှာမနေ့ကဖော်ပြပါရယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်တပ်ရဲ့စိတ်သက်စစ်ဆင်ရေးသားဖြစ်တယ်လို့ AA ကတုံ့ပြန်ပါရယ်ဟိုဒီလိုဖြစ်စဉ်မျိုးတော့လုံးဝမရှိဘူးဗျဟိုဒီအကားတော့ဒီအကျန်းဖဲဖဲစစ်စစ်ကောင်စီကဟိုခရီးသွားရခိုင်တချို့ကို ။ဟိုဖန်စီပြီးတော့မှဒီအတင်းအာဓမနှိုက်ဆက်ညှင်းပန်းပြီးတော့ဟိုပြောခိုင်းတာအလောက်ခိုင်းတာပဲဟိုဖြစ်နိုင်ပါတယ်။စေအောင်စုရဲ့တင်စာမှာ AA အဖွဲ့ဝင်အမျိုးသား၉ယောက်နဲ့ PDF အဖွဲ့ဝင်အမျိုးသား၆ဦးတို့ဟာလက်နက်ခေရန်တွင်နေအတူဥပဒေပေါင်းအတွင်းကိုညဝင်မာလာ၁၈ရက်နေ့ကမြန်အောင်ခလာရ51ကိုအလင်းဝင်ရောက်လာတယ်လို့ဖော်ပြပေမဲ့လက်နက်နှစ်လက်နဲ့လက်ပစ်ပုံတစ်လုံးသာယူဆောင်လာပြီး အဲ့ဒီလက်နက်တွေဟာလည်း PDF အဖွဲ့ဝင်နှစ်ဦးယူဆောင်လာတဲ့လက်နက်တွေဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာရမှာပါတဲ့ PDF တဦးရဲ့သတင်းစာမှာပြောဆိုထားချက်အရထွက်ပြေးလာသူ18ဦးဟာအရှုပ်သားတွေဖြစ်တာကိုလည်းစစ်စစ်တွေ့ရှိရပါတယ်။ AA တပ်ဖွဲ့ဝင်9ဦးလို့ဆိုသူတွေကတော့မင်းမြမျိုးနဲ့ကြောက်တော်မျိုးနဲ့ပုံနာကျုံမျိုးနဲ့တန်ရဲမျိုးနဲ့ကွာမျိုးနဲ့တွေကလို့ဖော်ပြထားပေမဲ့ကိုပိုင်နံပါတ်ကိုတော့ဖော်ပြထားတာမျိုးမတွေ့ရပါဘူး။စစ်ကောင်မရှင်တပ်သားတွေ AAC လက်နက်ရှာတာများလာနေလို့ စိတ်သက်စစ်စင်ရေးအနေနဲ့လှုပ်တာတံပြန်တဲ့သဘောနဲ့ဝါဒဖြန်တာဖြစ်နိုင်တယ်လို့ဥက္ကဋ္ဌကပြောဆိုပါရယ် PDF 6ဦးကတော့မအူဝေမြို့နယ်လေးမြနာမြို့နယ်ဇလုံမြို့နယ်ကြက်ခင်းမြို့နယ်နဲ့ရေကြီးမြို့နယ်တွေက PDF အမြင်ခံအဖွဲ့ဝင်တွေလို့ဆိုပါရယ်သူတို့တွေကစေအုပ်စုတာဝန်ရှိသူတွေကကြိုဆိုလက်ခံပြီးမိဘအုပ်ထိန်းသူတွေစီပြန်လည်လွှဲပြောင်းအနှံပွဲကိုနိုဝင်ဘာလ18ရက်နေ့ မွန်လေးပိုင်းမှာပသိမ်မြို့အနောက်တောင်တိုင်းစစ်ထိုင်းနာရှုပ်အေယာဝတီခမ်းမမှာပြုလုပ်ခဲ့တယ်လို့လည်းရေးသားဖော်ပြထားပါတယ်ရှင်။ကြောက်ဖြူမြို့နယ်မှာဒေတာရင်းငါဖန်ခွင်ကိုစစ်ကောင်မရှင်ကရဲအကန့်အသတ်ရှိပိတ်ပင်လိုက်တယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်မှာမနေ့ကနိုဝင်ဘာလ18ရက်နေ့ကစတင်လို့ကန်နီကန်ဝေးငါဖန်ထွက်ခွာခွင်ကို လုံးဝမပြုတော့ဘူးလို့မြို့နယ်စစ်ကောင်မရှင်ရဲ့ဌာနဆိုင်ရာတချို့အပါအဝင်စစ်သားရဲနဲ့ကြန့်ခိုင်ရေးပါတီဝင်အချို့က မနေ့ကမနက်ပိုင်းမှာရက်ွက်တရှုကိုအသက်80နှစ်လာရောက်ကျင်ညာခဲ့တယ်လို့မြို့ခန့်အမျိုးသမီးတယောက်ကပြောပါရယ်။ငါဖန်ထွက်တာကိုတွေ့ရှိလို့ရှိရင်ထောင်ဒဏ်20အထိရှာမှတ်သွားမယ်လို့ချိန်ချောက်ပြောဆိုခဲ့တယ်လို့သူကဆက်လက်ပြောဆိုပါရယ်။ငါဖန်ထွက်ခွာခွင့်ကိုရက်အကန့်အသတ်မရှိပိတ်လိုက်လို့ပင်လင်းပြင်းကိုအမိပြုပြီးအသက်မွေးဝမ်းကြောင်းပြုနေကြရတဲ့ဒေသခံတွေဟာစောင့်ဝက်နေရတဲ့အတွက်အလွန်အခက်အခဲဖြစ်လာစေနိုင်ပြီး လူမှုဘဝတွေကိုစိုးဝါးစွာကြက်တေးလာနိုင်စေတယ်လို့ငါဖန်သမားတဦးရဲ့ဇနီးကနှရင်စရာကိုပြောပါရတယ်။အရင်ကလည်းကြောက်ဖြူမျိုးတွေကငါဖန်သမားတွေကိုစစ်တပ်ရေးတဲ့နေပြည်တော်ကအကြောင်းပြချက်အမျိုးမျိုးပြပြီးမကြာခဏဖမ်းဆီးမှုတွေရှိခဲ့တယ်လို့ထောင်ဒဏ်ရမှတ်မှုတွေအပြင်တချို့ငါဖန်သမားတွေဖမ်းဆီးခံရပြီးတဲ့နောက်အဆက်အသွယ်မရဘဲပျောက်ဆုံးနေတာတွေလည်းရှိခဲ့ပါတယ်။စစ်တပ်ဟာ AA နဲ့မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားတဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကစတင်က ရခိုင်ကရေလုံသားတွေကိုပင်လေပြင်းမှာငါဖန်းခွင့်တွေကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပြီးမကြခဏဆိုသလိုတနက်နဲ့ပြစ်ခတ်တာတွေဖမ်းဆီးတာတွေကိုလည်းလုံဆောင်နေတာဖြစ်ပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌဟောင်းစောမှု24နဲ့တမဟာ6ဒူပလီယာခရိုင်ဥက္ကဋ္ဌဟောင်း စောရွှေမောင်တို့နှစ်ဦးကိုပါတီစည်းကမ်းကိုမလိုက်နာတဲ့အတွက်ကြောင့်ကရင်အမျိုးသားအစည်းအရုံး KNU ကနေအပီးအပိုင်းထုတ်ပေးလိုက်ပြီလို့သိရပါဗျ။သူတို့နှစ်ဦးကိုအပီးအပိုင်းထုတ်ပေးလိုက်ရတဲ့အကြောင်းကို KNU ရဲ့ပြောခွင့်ရသူဘဒိုစောတော်နီကအတည်ပြုပြောကြားပါဗျ။ KNU ရဲ့အဖွဲ့ဝင်တယောက်အနေနဲ့ပါတီကရှမှတ်ထားတဲ့မူ policy တွေကိုလိုက်နာရမယ့်တာဝန်ရှိပြီးဒါကိုထပ်တလဲလဲကျူးလွန်နေလို့ထုတ်ပေးလိုက်တာလို့ တိုစောတော်နီကပြောဆိုကြောင်း KIC သတင်းဌာနကလည်းနိုဝင်ဘာလ18ရက်နေ့မှာ ဖော်ပြထားပါတယ်။သူတို့နှုတ်ဦးဟာ KNU ကရှာမှတ်ထားတဲ့မူဝါဒစီကံစီမင်းတွေကိုလိုက်နာခြင်းမရှိတဲ့အတွက်73ကြိမ်မြောက် KNU ဘဟုအလို့အမှုဆောင်အစည်းအဝေးကနေဆုံးဖြတ်ချက်ရှာမှတ်ကထုတ်ပေးလိုက်တယ်လို့ဆိုပါတယ်။စောမူ204နဲ့စောရွှေမောင်တို့ဟာပြီးခဲ့တဲ့အော်တိုဘာလမှာပြုလုပ်ကျင်းပခဲ့တဲ့ စနစ်ပြ NCA နှစ်ပတ်လည်ကိုသူတို့သဘောနဲ့သူတို့တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။စီအောင်စုအာနာသိမ့်မုံကြောင့်အပြည့်ရဲ့စာရှုပ် NCA ဟာစက္ခုစုပ်ဖြစ်သွားပြီလို့ဘဒူစော်တော်နီကတရားဝင်ပြောဆိုထားတာဖြစ်ပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်ဝမ်အရေးဂျပန်ဝန်ကြီးချုပ်မှတ်ချက်စကားကြောင့်တရုတ်နဲ့ဂျပန်အကြားမှာအငင်းပွားမှုတွေရှိနေစဉ်မှာတရုတ်မှာရောက်ရှိနေကြတဲ့ဂျပန်နိုင်ငံသားတွေဟာလုံခြုံရေးဂရုစိုက်ဖို့နဲ့ ူထူထက်တဲ့နေရာတွေကိုရှောင်ရှားဖို့ဂျပန်အစိုးရကတိုက်တွန်းပါတယ်။ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လာရင်ဂျပန်ရဲ့ရှင်သန်ရက်တီမှုအပေါ်ချင်းချောက်ရရောက်နိုင်တဲ့အတွက်စီရေးတုံ့ပြန်ဆွဲဖက်မှုတွေလိုရနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်ဆာနာအယ်တာကာအီရှိကဂျပန်လွှတ်တော်အမတ်တွေကိုပြောပြီးတဲ့နောက်တရုတ်နဲ့ဂျပန်အကြောင်းမှာအငင်းပွားမှုတွေပေါ်ပေါက်လာတာပါ။အနည်းကပိတ်ကျင်းမှာကျင်းပပြုလုပ်ခဲ့တဲ့ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကအကြီးတန်းအရာရှိတဦးနဲ့ တရုတ်ဘက်ကအဆင့်တူအရာရှိတဦးတို့နှစ်နိုင်ငံအကြားတင်းမာမှုပြီးရောစေဖို့တွေးဆခဲ့ကြပေမဲ့အခြေအနေထူးခြားပွဲမရှိသေးပါဘူး။ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်ကတော့သူတို့အပိုင်နေမည်လို့ပြောဆိုထားပြီးလိုအပ်ပါကအင်အားသုံးသိမ်းယူနိုင်တယ်လို့ဆိုထားပေမဲ့ထိုင်ဝမ်အစိုးရကတော့ဒါကိုပေးချထားပါတယ်။လက်ရှိမှာတရုတ်ကိုရောက်ရှိနေတဲ့ဂျပန်နိုင်ငံသားတွေအနေနဲ့ကိုရောက်ရှိနေတဲ့နေရက်ဒေသဒလစ်ထုံထမ်းစင်လာတွေကိုလေးစားလိုက်နာဖို့နဲ့ တရုတ်လူမျိုးတွေနဲ့ဆက်ဆံခြင်းမှာဂယုစိုက်ကြဖို့တူဦးတွေခရီးသွားလာခြင်းတွေမပြုလုပ်ကြဖို့နဲ့အသွားလာတဲ့ဂယုစိုက်ကြဖို့ကိုဂျပန်တန်ယုံကနိုဝင်ဘာလ18ရက်နေ့မှာတတိပေးထားတာဖြစ်ပါတယ်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www. nuriya.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ nuriya ရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။